နေပြည်တော်တိဆောက်ရေးလုပ်ငန်းရဲ့အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ဆောင်ရွက်ခဲ့တဲ့စက်လေကုမ္ပဏီရဲ့အနေနဲ့ဆက်တွယ်အကြောင်းကြားဖို့စစ်ကောက်စီလက်အောက်ခံနေပြည်တော်စီမံတာရေးကုမ္ပဏီကထုတ်ပြန်ထားပါတယ်။နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအဆောက်အဦတွေအထူးအဆောက်အဦတွေဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင်အခြားအဆောက်အဦတွေတိဆောက်ရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ကုမ္ပဏီရဲ့အနေနဲ့သတ်မှတ်ထားတဲ့လူပုဂ္ဂိုလ်တွေကနေတစင်ဆက်တွယ်အကြောင်းကြားကြဖို့နေပြည်တော်စီမံတာရေးကုမ္ပဏီရဲ့အဆောက်အဦများပြန်လည်ပြည့်ပြည့်အသုံးပြုရင်းနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားပါတယ်။နေပြည်တော်ကပြောရမယ်ဆိုရင်တော့အသစ်ပြန်ဆောက်ရမှာပါ။အကလုံးနီးပါးပြိုကျသွားတာပေါ့။တချို့ဆိုလုံးဝကိုတုံးလို့မရတဲ့အဆောက်အဦတွေရှိတယ်။ရန်ကုန်ကိုတချို့တူဝက်ရွှေ့နေပြီလို့စစ်ကောင်စီလက်အောက်ကပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတူကတော့ညူလင်းမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။မတ်လ28ကလုခတ်ခဲ့တဲ့အင်အားပြင်းကလေးအကြောင်းစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်က80ရာခိုင်နှုန်းနီးပါးပျက်စီးသွားခဲ့တာဖြစ်ပြီးတော့ဝန်ကြီးဌာနတွေနဲ့ဝန်ထမ်းအရာတွေအများပြားပြိုကျပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ နေပြည်တော်ကိုဆက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာထင်ရှားတဲ့ကုမ္ပဏီတွေကတော့ခရိုနီဥဒိစာရဲ့2ဦးချစ်ခံရဲ့အေဒင်ရောစစ်ဟန်ရဲ့တူတာဥထုမြင့်နိုင်ရဲ့အေရှာဝေါ်ဦးစစောရဲ့ဗတ်မြန်မာဦးနီအောင်ရဲ့ IG ဦးရှင်မန်သားတွေဖြစ်တဲ့ဒိုးနိုင်မန်းနဲ့အောင်တမန်တို့ရဲ့အေယာရှိဝါဥဒိစာပိုင်တဲ့ ACE ဦးရံဝင်းရဲ့ A1 ဥဒတိရဲ့ Original Group ဦးဝင်းထင်ကျော်ရဲ့ WHK ဦးသိန်းညွန့်ရဲ့ TZDM ဦးရှင်ဝင်းရဲ့တက်လန်ဘုချွရဲမြင့်သားအောင်စိုးရဲမြင့်ရဲ့မဟာရဲတကွန် အောင်ကောင်းကျော်ရွှေဘရင်စတဲ့ကုမ္ပဏီတွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာငရင်ပြည်အေရီလာနီးယားနေမှာလူတန်းချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက်ဆိုပြီးတော့စစ်ကောင်စီကအေရီလာ20ရက်နေ့ထိအပြစ်ခတ်ရက်စဲပေမဲ့တိုက်ခိုက်မှုပေါင်းအနည်းဆုံး182ကြိမ်ပြုလုပ်ခဲ့တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရုံးကနေသိရှိရပါတယ်မတ်လ28ရက်နေ့ကနေအေရီလာ24ရက်နေ့ထိဆိုရင်စစ်ကောင်စီဟာအနည်းဆုံးတိုက်ခိုက်မှု208ကြိမ်ပြုလုပ်ခဲ့ပြီးတော့အဲဒီထဲမှာလေကြောင်းတိုက်ခိုက်မှု140နဲ့လက်နက်ကြီးပစ်ခတ်မှု24ကြိမ်ပါဝင်တယ်လို့လည်းသိရှိရပါတယ် အဲ့ဒီတဲကမှာတက်ခမှု83ခုကိုအကြမ်းမဲ့စစ်ကောင်စီကငလျင်မင်းတင်ဒေတာတွေမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ကုလလုခွေပြုံကတော့ပြောဆိုထားပါတယ်။စစ်ကောင်ဆောင်မယောင်လည်းဟာလေးချောင်းဝင်ကြီးကျောင်းနဲ့တွေ့ပြီးရဲ့အပြီးမှာပဲအပရာ30အထိပြစ်ခတ်ရက်စဲတက်တန်းတို့ကျညာခဲ့ပါသေးတယ်။ဒါပေမဲ့တက်ခမှုတွေကတော့ဆက်ပြီးရှိနေပါတယ်။ဒလဟင်းဖုန်းဝင်တွေကတော့ပြည့်ရက်ပြီးနောက်ပိုင်းလေးချောင်းကနေတက်ခိုက်တာ၃ချိန်တမ်းနဲ့ပြုလုပ်ခဲ့တယ်လို့ကုလရဲ့ချက်လက်တွေကသိရှိရပါတယ်ခင်ဗျာ။ မင်္ဂလာပါငလင်ကြောင့်ပြုတ်ကျခဲ့တဲ့အစာအုပ်တွေကနေတမူးကြီးလက်ဝဲရင်နာတွေကိုဇီကော့ဖွဲ့ရှာဖွေနေပြီးတော့ရောင်းစားနေကြတယ်လို့ကြောက်ပွဲစားတွေတန်ကနေသိရှိရပါတယ်။ငလင်ကြောင့် Sky Villa Grey War အစားရှိတဲ့တိုက်တာအစာအုပ်တွေနဲ့အစာအုပ်များပြားပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအစာအုပ်တွေမှာချမ်းသာသူအများစုနေထိုင်တာကြောင့်တမူးကြီးလက်ဝဲရင်နာပစ္စည်းတွေလည်းအမြောက်များပါသွားခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့စီကိုလာလာရောင်းကြတဲ့ပစ္စည်းကောင်းတွေပေါ့သူတို့ကရရတဲ့ဈေးနဲ့ရောင်းကြတာဈေးကွက်လုံးဖြစ်နေပါပြီ။ဒီမှာအများဆုံးကတိုက်တွေကြီးပဲပြူတာ။ ီးတော့လည်းကြောက်ကုန်နေတယ်အများစုမဲလို့ကြောက်ဝဆာတူကတော့ newly မြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်လက်ဝင်ညနာလေးကိုရှာဖွေသူများလာတာကြောင့် sky villa ဆောက်ဦးနဲ့ grey hotel တို့ကိုစစ်ကောင်စီကပိတ်လိုက်ပြီးတော့144ထုတ်ထားပါတယ်ကျန်းမာရေးမြေသားစုပိုင်ရှင်တွေကိုလည်းပေးမွေတော့ဝင်နဲ့ပစ္စည်းတွေပြန်မရတော့ဘူးလို့လည်းသိရှိရပါတယ် villa ကြီးကိုပိတ်လိုက်ပြီးပုံမှန်144လက်ထုတ်ထားတဲ့ပိုင်ရှင်တွေတော့ပေးမွေမှုအဓိကဒေသခံတွေကလည်းပစ္စည်းတွေဝင်ရှာတာရှိတယ်ရောင်းရသူလည်းရသူရောင်းပေါ့တော်တော်ဆိုးနေတယ် ကိုဆိုလူနဲ့တွေလည်းပုံများလာတယ်လို့မန္တလေးဒေသခံတူကတော့ညဒီမြန်မာသတင်းထံကိုပြောဆိုထားပါတယ်။ညဒီမြန်မာရင်းနှီးနေကင်တရင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတိဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပါခင်ဗျာ။